အနာဂတ်အတွက်အခုချိန်ကတည်းကစ조사တင်တဲ့အကြောင်းအရေးများစွာရှိပါတယ်။ဒီထက်ကအဓိကကြတဲ့အချက်တချို့ကိုဖော်ပြပေးလိုက်ပါတယ်။တေအချိန်ကရင်းမြန်စွာကွန်သွားတယ်လို့အချိန်ဆိုတာပြန်လဲရယူလို့မရဘူး။အခုလက်ရှိအချိန်မှာမစ조사ရင်နောက်တစ်ချိန်မှာအချိန်ရှိရင်လုပ်မယ်ဆိုပြီးနောက်တရနိုင်ပါတယ်။ နှင့်အတွေ့အကြုံနဲ့ရည်ချင်းတွေတဖြည်းဖြည်းတည်ဆောက်ဖို့ဘယ်အရာမဆိုကျွမ်းကျင်ဖို့အတွက်အချိန်ယူရပါတယ်။အခုကတည်းကစတင်လေ့လာလီးချင်းထားမယ်ဆိုရင်အနာဂတ်မှာပိုမိုကျွမ်းကျင်ပြီးအခွင့်အလမ်းတွေပိုရနိုင်မယ်။၃ အနာဂတ်အတွက်လုံခြုံစေချရမှုငွေကြေးပညာရေးကျန်းမာရေးလူမှုရေးစားတဲ့အရာတွေမှာ အခုကတည်းကပြင်ဆင်ထားရင်နောက်တစ်ချိန်မှာဖြည့်ဆည်းမှုနယ်ပြီးစိတ်ချမ်းသာစွာ နေနိုင်မယ်။လေအခွင့်အလန်းတွေပိုများလာမယ်။ဂျူဒင်ပြင်ဆင်ထားသူတွေဟာအခွင့်အရေးတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေတတ်ပါတယ်။ဥပမာ အလုပ်ကောင်းတစ်ခု စီးပွားရေးအခွင့်အလန်းစတာတွေကိုအခြားသူတွေထက်ပိုမအမြန်ဆုံးအသုံးချနိုင်မယ်။ ငါစိတ်ဖိစီးမှုနည်းစေတယ်။နောက်ကြမှာမဖစ်မနေလို့ရမယ့်အရာတွေကိုအချိန်မီပြီးအောင်လုပ်ထားရင်စိတ်ဖိစီးမှုနည်းပြီးအာယုံဆိုင်စရာတွေအတွက်အချိန်ပိုရမယ်။၆ ဘဝရင်မှန်းချက်တွေအောင်မြင်ဖို့ဘဝမှာလိုချင်တဲ့ရင်မှန်းချက်တွေဥပမာ ကိုယ်ပိုင်လုပ်ငန်းအိမ်မိသားစုအတွက်အချိန်နဲ့တပင်းကြီးစီမံခန့်ခွဲဖို့လိုတယ်အခုပဲစတင်ပြီးလှမ်းလိုက်ပါအနာဂတ်ကိုစိတ်ကူးနဲ့မတီးဆောင်နိုင်ဘူးအခုလက်ရှိအချိန်မှာလှုပ်ဆောင်မှုတွေနဲ့ပဲတီးဆောင်ကြမယ်ဒါကြောင့်အခုပဲစတင်လိုက်ပါနောက်တစ်ချိန်မှာကျေးဇူးတင်နေမှာပါ